ဝမ်မာ6ပွဲဆန်နိုင်ပွဲကိုဖန်နေပြီးတသိန်းနဲ့အစားချုပ်ကြီးရယူသွားနိုင်မလားဆိုရက်ဒီနေ့ဆွန်ရက်ရဲ့ပွဲရှိတယ်ဆိုတဲ့အသေးကနည်းနည်းလေးတော့ဆင်းလို့ရှာမိပါတယ်။ဘာကြောင့်ဆိုရင်တော့ဆွန်ရက်တရားဒီပွဲသာထပ်ပြီးအနိုင်ရရင်ဒေါ်လာတသိန်းနဲ့အစားချုပ်ကြီးရယူသွားမလားဆိုတဲ့မျှော်လင့်ချက်ကြောင့်ပါပဲ။ အစောပိုင်းမျောလင်းချာဆွန်ရက်ကိုရိုင်းလည်းမျောလင်းနေခဲ့သလိုဆွန်ရက်ကိုအားပေးတဲ့ပရိသတ်တွေကလည်းသူတို့အားပေးတဲ့ဖိုင်တာကိုဝမ်းမှာစာချုပ်ရတာကိုမြင်တွေ့သွားကျင်နေခဲ့ကြပါပါဒါပေမဲ့တခုရှိတာကပြီးကနေ့ကပြုလုပ်ခဲ့တဲ့ပြန်မဲ့ဖိုင်တာနဲ့မင်းနာချင်းဆိုင်နေရင်းနဲ့ဆွန်ရက်တယောက်မူးလဲသွားခဲ့လို့သိရပါတယ်ဝေးချတာများပြီးရေတဲ့ခန်းချောက်သွားလို့များလားဆိုတာမပြောတတ်ပေမဲ့ဒီနေ့ထိုးမဲ့ပွဲစဉ်မှာဆွန်ရက်တယောက်အားရင်ပြေးသွားနေပါမလားဆိုတာစိုးရင်စရာတော့ဖြစ်နေခဲ့တာပါ တကယ်တကယ်ပွဲထိုးတဲ့အချိန်မှာအာရင်နဲ့ပါတာခေါင်းမချိမလင်းဖြစ်တာမျိုးတွေအတွာဆွန်ရက်အတွက်အဆင်ပြေစရာတွေဖြစ်သွားနိုင်တဲ့အပြင်သူ့ရဲ့၆ပွဲဆက်နိုင်ပွဲဟာရက်တန့်သွားခဲ့ပြီးသူမျော်လင့်နေတဲ့တသိန်းတန်စာချုပ်ကြီးနဲ့ထပ်ပြီးဝင်းနေတာမျိုးတွေဖြစ်သွားမှာကိုတော့နိုင်ငံဆွေးနွေးမိပါတယ်အခုတော့ဆွန်ရက်ဟာဒီနေ့ညနေမှာကျင်းပမဲ့ပွဲစဉ်ကိုပါဝင်ရှင်ပြိုင်သွားမှာလည်းဖြစ်ပါတယ်ဒီခါတော့ဆွန်ရက်ဟာ Time Fighter confine နိုင်တဲ့ရှင်ဆိုင်သွားရမှာဖြစ်ပြီးသူ့ရဲ့ခြောက်ဝဲဆန်တိုင်းဝဲကိုရယူသွားနိုင်မလားဆိုတာစောင့်ကြည့်သွားရတော့မှာပါဆိုရဲနဲ့ရှင်ပြန်ရမယ့်ပွဲမတိုင်ခင်မှာ time fighter confine နိုင်ကဆိုရဲရဲ့နိုင်ဝဲဆန်ကြီးကိုရက်တန့်သွားမယ်ဆိုပြီးအခုလိုဖွင့်ရသွားခဲ့ပါတယ် confine နိုင်ကဒီပွဲကကျွန်တော်တို့အသိကိုရေးကြည့်ပါတယ်ဘာလဲဆိုတော့ဒီစင်မြင့်ထက်မှာ၃ပွဲဆက်နိုင်နိုင်ရထားတဲ့မှတ်တမ်းမျိုးကိုပိုင်ဆိုင်ခွင့်ရမှာလीဒါကြောင့်အကောင်းဆုံးစွမ်းဆောင်ရည်တွေထွက်လာဖို့အရင်ကအထက်ပေါ်ပြီးစူးစမ်းထားပါတယ် ျွန်တော်ဖန်နေစိတ်ပြတ်သွားတာမျိုးကိုမလို့ကြည့်ပါဘူးဆိုရက်ကနိုင်ဝဲတွေဆက်နေသူဆိုပေမဲ့ကျွန်တော်ကလည်းကိုယ့်ကိုယုံကြည်မှုအပြည့်ရှိပါတယ်ခါတိုင်းလိုပြင်ဆင်မှုပိုင်းပြပြဝဝလှုပ်ထားလို့သူ့ရဲ့ငါးပွဲဆက်နိုင်နဲ့အနိုင်ရမှတ်တမ်းကိုရက်တန်းပြဖို့အစဉ်သိဖြစ်နေပါပြီဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်ဆိုရက်ကလည်းကိုဖိုင်နိုင်ကိုအမောက်သိမ့်ပြီးသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ဝမ်မှာဒေါ်လာ3000တန်းစာချုပ်ကြီးကိုရယူသွားမယ်ဆိုပြီးပြောကြားသွားခဲ့ပါတယ်ဆိုရက်ကကျွန်တော်ရဲ့ပြိုင်ဘက်ကဘယ်လန်တီအားကောင်းပါတယ်ဒါပေမဲ့သူ့မှာလည်းအားနှင်းချက်တွေများကြီးပါ ထမအဆုံးတစ်ခုကတပ်ပေါက်မဆုံးတာပါပဲကျွန်တော်ကတော့သူ့ထက်ပို့ပြီးတပ်ပေါက်ဆုံးပါရင်ဒါကကျွန်တော်တို့အခွင့်အရေးတစ်ခုဖြစ်လာပါပါဒုတိယတစ်ခုကတော့သူကအောက်ပိုင်းနေတော်တော်လေးပြောပါတယ်တစ်ချက်ချက်ထိရင်တွန့်တွန့်သွားတာကိုသူ့ရဲ့အရင်ပွဲတွေကိုကျင်းသတိထားမိခဲ့တယ်အဲဒါကြောင့်ကျွန်တော်တို့အောက်ပိုင်းကိုထိထိရောက်ရောက်နဲ့တိုက်ခိုက်သွားမယ်ဆိုရင်ရလက်ကောင်းရမှာတေးချပါပဲသူကကျွန်တော်ကိုပွဲစားရတဲ့တိုက်စစ်ဆင်သွားမယ်လို့ထင်နေပါတယ်သူကဆိုင်ထိုးပြိုင်ထိုးရတော့ကြိုက်တယ်လေဒါပေမဲ့ကျွန်တော်ကအမှားမလုပ်ပါဘူးသူဝင်လာရင်လည်းအထိုင်မထိုးပါဘူးအဲ့ဒီအစားကောင်းလာလက်သေးတွေနဲ့သူ့ကိုချက်ကောင်းထိအောင်ထိုးသွားမှာပါ သူ့ရဲ့လက်သေးကအနေများတော့မဟုတ်ဆိုင်ထွင်းရင်ကျွန်တော်ဘက်ကနေသွားနိုင်ပါတယ်သူကကျွန်တော်ကိုအမောင်းသိမ်းပြမယ်ငါးပွဲဆက်နိုင်ပွဲကိုရက်တန်းပြမယ်လို့ဂျုံဝါထားတာကြားပါတယ်ဒါပေမဲ့ကျွန်တော်ကလည်းလော်လော်ကူနဲ့လက်ရှော့တက်တဲ့သူမဟုတ်ပါဘူးဝမ်းမှာစာချုပ်ကြီးရချင်တယ်ကျွန်တော်ရဲ့ရီမန်းချက်ကိုဘယ်သူမှရက်တန်းလို့မရပါဘူးပရိသတ်တွေကိုမှာထားချင်တာကတော့မထင်မှန်ပဲဂျီပွဲကပထမအခြေအနေနဲ့ပြတ်သွားနိုင်ပါတယ်ကျွန်တော်ကဝမ်းမှာထိုးခဲ့တဲ့ပွဲတွေကိုပထမအခြေအနေတစ်ခါမှလည်းမထိုးဘူးသေးပါဘူးဒါပေမဲ့ဂျီပွဲမှာတော့မြင်တွေ့ရနိုင်ခြေရှိပါတယ်ဒါကြောင့်တောက်ကြာနေမှာလက်လွတ်မခံပါနဲ့ပြောချင်ပါတယ်ဆိုပြီးဒီနေ့ညနေပိုင်းမှာရှင်မြိုင်သွားမယ့်ပွဲစဉ်ပိုင်းကိုဖွင့်ရသွားခဲ့တာပါဆိုတော့2024ခု ဲ့အတွင်းမှာရှင်မြိုင်ခဲတဲ့ပွဲစဉ်အားလုံးကိုနိုင်ဝဲရထားသလို2025ခုနှစ်မှာလည်းအဖွင့်လာထားခဲ့ပြီးဒီနေ့ညနေမှာရှင်မြိုင်သွားမယ့်ပွဲစဉ်မှာလည်း6ပွဲဆက်နိုင်ဝဲကိုဖန်ပြီးတသိန်းတန်စာချုပ်ကြီးရယူသွားနိုင်မလားဆိုတာစောင့်ကြည့်သွားရတော့မှာဖြစ်ပါရင်